အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံခမရ998တရင်ဌာနချုပ်သိမ့်တိုက်ပွဲမှာရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့မှရဲဘော်ရန်ကြီးကြာဆုံးခဲ့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့1တခွဲ2ရဲ့တပ်ဖွဲ့ဝင်ရဲဘော်ဖြစ်တဲ့ရဲဘော်ရန်ကြီးခေါ်မောင်ရန်အောင်ဟာ2025ခုနှစ် မေလ10ရက်နေ့မှာတော်လည်းတဝင်းများကိုရွရွချွန်ချွန်ထမ်းဆောင်ရင်းသွေးကောင်းပိသားစွာအသက်ပေးကြဆုံးသွားကြရပါတယ်။ရေဘော်ရဲ့စစ်မှန်သောဒီမိုကရေစီအတွက်အသက်ပေးလူကြရမှုအပေါ်ကျွန်တော်တို့အနေနဲ့ဝမ်းနဲ့ဂုဏ်ယူမိပါတယ်။တရားကျွန်တော်တို့တပ်ဖွဲ့ရဲ့ຫນွေဦးတော်လည်းသွေးကောင်းစစ်တီအဖြစ်လေးမျက်စွာအတိမတ်ပြူချောင်းသိစေအပ်ပါတယ်။ မပြီးဆုံးသေးသောတော်လိုင်းတာဝန်များကိုကျုံတို့ရဲဘော်ရဲဘက်များကပြီးဆုံးသည့်အထိတော်လန်တိုက်ပွဲဝင်သွားမည်ဟုဂတိသက်စာပြုလိုက်ရပါတယ်။ရဲဘော်ရန်ကြီးခေါ်မောင်ရန်အောင်တင်းသည်တော်လိုင်းတိုက်ပွဲအတွင်မြင့်မြတ်စွာအသက်ပေးလူခဲ့ပြီးဖြစ်သဖြင့်ရန်ကုန်တိုင်းပြည်သူကာကွယ်တပ်ဖွဲ့1တခွဲ2မှလုပ်ငန်းတာဝန်များကိုအပီးတိုင်ရက်ဆဲလိုက်သည်။ ။တင်းဒီတပ်ဖွဲ့နဲ့လုံးဝတက်ဆိုင်ခြင်းမရှိတော့ပါ။တင်းသွားလို့ရတော့လွတ်လပ်စွာသွားခွင့်ပြုလိုက်ပါတယ်။ရဲဘော်ကောင်းရာ သူကတိလားပါစေလို့ရန်ကုန်တိုင်းပြည်သူကာကွယ်တပ်ဖွဲ့တစ်ကဝန်ထမ်းချင်းများစွာဖြင့်အမိန့်ပြန်တန်းထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်။ရှေဘော်ရန်ကြီးတင်းဒီအမိနိုင်ငံတော်အတွက်အသက်ပေးလူခဲ့ရမှုပေါ်ကျွန်တော်တို့ရဲဘော်ရဲဘက်များကအင်မတန်ဝမ်းနည်းချေကွဲရပါတယ်။ရဲဘော်ဟာ ဒေါ်လာရေးတိုက်ပွဲအတွင်းမြင့်မြတ်စွာအသက်ပေးသွားခဲ့ပြီးဖြစ်သည့်ဖြစ်ရဲဘော်ရဲ့မပြီးဆုံးသေးတဲ့ဒေါ်လာရေးတာဝန်များကိုကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်များကဆက်လက်ထမ်းဆောင်သွားပြီးဖြစ်ကြောင်းဂတိသက်စာပြုလိုက်ရပါတယ်ရဲဘော်ဒီတာဝန်တွေကိုထားခဲ့ပါတော့ငြင်းချက်အေဂျင့်စွာအနာရွှေနစ်ပါရေခွန်တိုင်းပြည်သူကာကွယ်တပ်ဖွဲ့တတက်ခွဲနှစ်ကကြာဆုံးသွားခဲ့ရတဲ့ရဲဘော်ရန်ကြီးဟာ2025ခုနှစ် မေလာရှိရနေ့ပဲခူးတန်းရွှေကျင်မြို့နယ်ရောင်ခြေောက်ကျွော်မှာရှိတဲ့အကြံဘတ်စစ်ကောင်စီရဲ့တောင်မတန်းစစ်ဌာနချုပ်လောက်ခံခမရ968တရင်ဌာနချုပ်သိန်းတိုက်ပွဲမှာမြင့်မြတ်စွာကြာဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်။ခမရ968တရင်ဌာနချုပ်စခန်းသိန်းတိုက်ပွဲမှာကြာဆုံးမှုနဲ့ဒဏ်ရာရှိခဲ့တဲ့ရဲဘော်များရှိတဲ့ကဲသို့အောင်မြင်မှုများစွာလည်းရရှိခဲ့ပါတယ်။၎င်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖက်မှ လက်နက်ခဲယမ်းပေါင်းများစွာတင်စီရရှိခဲ့ပြီး Wi-Fi စတဲ့နက်တလက်85နောက်ပွင့်87မမ60မမလက်နက်ကြီးများအပါဝင်လက်နက်ကြီးမျိုးစုံ83လက်ဂျမဆက်3လုံးနဲ့ခဲယမ်းများတင်စီရမိခဲ့တာလည်းဖြစ်ပါတယ်။၎င်းတပ်ပွဲအတွင်းမှာရန်သူရုပ်အလောင်း30ဦးခန့်တွေ့ရှိခဲ့ရပြီးစစ်တုံးမှ6ဦးနဲ့တူမိသားစုဝင်9ဦးကိုဖမ်းဆီးထိန်းသိမ်းရရှိခဲ့တာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတရင်မှုအပါအဝင်အရာရှိများနဲ့တပ်သား90ဦးခန့်စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ပြီးခမာယာ968စခန်းကိုဒေါ်လာရေးပူပေါင်းတပ်ဖွဲ့ဝင်တွေကသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ရဲဆိုပါစစ်စီရဲ့အထွတ်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ပေါင်းများစွာပါဝင်တက်ခိုက်ခဲ့တဲ့အောင်ပွဲတွေဖြစ်ခဲ့ပါတယ်။ရေအောင်ပွဲရဲ့နောက်မှာပေးဆက်လိုက်ရတာကတော့ရဲဘော်ရန်ကြီးရဲ့အသက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာဒီလိုပေးဆက်မှုမျိုးတွေကိုထပ်ပြီးမလုပ်ချင်တော့တာအမှန်ပါပဲဒီလိုမျိုးမှတ်တမ်းတင်မှုမျိုးတွေကိုလည်းကျွန်တော်တို့ကထပ်ပြီးမလုပ်ချင်တော့ပါဘူးဘာလို့ထပ်မလုပ်ချင်တော့လို့လဲဆိုတော့ကျွန်တော်တို့ရဲ့တပိုးရှိတဲ့သူရဲကောင်းအာဇာနည်ကိုထပ်မှန်ပြီးမကြဆုံးစေချင်တော့လို့ပဲဖြစ်ပါတယ်ဒါပေမဲ့လက်လက်ကန်တော်လန်နေကြတဲ့တိုက်ပွဲတွေမှာဒီလိုတံမိုးရှိတဲ့အသက်တွေပေးဆက်ရမယ်ဆိုတာကျွန်တော်တို့ကြိုတွေးထားပြီးသားပါ ဒါပေမဲ့လည်းအဆုံးရှုံးနည်းနည်းနဲ့အောင်မြင်မှု ကြီးကြီးတွေရရှိဖို့ကျွန်တော်တို့အားလုံးကမြို့တော်လိုင်းမှာနောက်ွယ်တွေကနေအမြဲတမ်းပါဝင်နေကြရမှာဖြစ်ပါတယ်။ရှေ့တန်းကလက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေအတွက်ကျွန်တော်တို့နောက်တန်းကနေထောက်ပံ့နေတဲ့ထောက်ဖို့တပ်သားတွေလည်းများစွာရှိမှသာလက်နက်ကိုင်ရဲဘော်တွေဘေးမတိရမခပဲအောင်ပွဲတွေကိုဆင်နိုင်မှာလည်းဖြစ်ပါတယ်။အဲ့အတွက်ကျွန်တော်တို့စပုတ် PDF မြန်မာကမြို့တော်လိုင်းမှာနေ့ရက်တိုင်းပါဝင်နေကြဖို့တိုက်တွန်းနေရတာလည်းဖြစ်ပါတယ်။ ဒီလိုတိုက်တွန်းခြင်းဟာကျွန်တော်ရဲ့တံပိုးရှိတဲ့အသက်တွေကိုမဆုံးရှုံးစေချင်တော့လို့ပဲဖြစ်ပါတယ်။အပိနေကံပြည်သူနဲ့တူတရားတဲ့ဘက်ကနေလက်နက်ကင်တော်လန်ရင်းမိမက်စွာအသက်ပေးလူကြာဆုံးသွားခဲ့ရတဲ့ရန်ကုန်တိုင်းပြည်သူကာကွယ်တပ်ဖွဲ့တပ်ကရဲဘော်ရန်ကြီးအားကျွန်တော်တို့ support ပြီးတဲ့မြန်မာမှာလည်းအလေးနီပြုမှတ်တမ်းတင်လိုက်ရပါတယ်။ရဲဘော်ရဲ့ solo နေနာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူဒီနေဦးတော်လိုင်းသမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါဘူး။ ကြာဆုံးခဲ့ရတဲ့ရဲဘော်ကောင်းရာဒုက္ခရလာပါစေ။ဘာစီချမ်းဘက်ဆရာနာရှင်တွေကိုအမြင့်ပြည့်ချိန်မုံရင်မျိုးဦးတော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်ရဲ့အကြောင်းကိုအလေးနီပြုမှတ်တမ်းတင်နေတဲ့ support video ရဲ့မြန်မာ YouTube channel ကိုနားဆင်နေကြရတာပဲဖြစ်ပါတယ်။ support video ရဲ့မြန်မာ YouTube channel ကိုကြည့်ရင် ရေဦးတော်လည်းမှာတောင်းတနေရာတွေကနေပါဝင်နေကြဖို့တိုက်တွန်းလိုက်ရပါတယ်ခမညာမိမဆွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာ မြမတွေယူတော်လန်ဟေးမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရဲ့ရဲမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရဲ့အတွက်အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေ လက်နဲ့ကံရွေပဲဖြစ်စီလက်နဲ့မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကောက်ွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PD ရဲ့မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်